အခုလောလောဆယ်ကတော့မရှိတလောက်လို့ဖြစ်နေပြီဒါမဲ့အယောက်20တခါတခါ30အဲ့လိုမျိုးပေါ့အဲ့လိုပဲရှိတယ်ကျွန်တော်ကတော့ဖြစ်နိုင်လို့ရှိရင်အမေကထိန်းသိမ်းမှုစဉ်းစားတယ်ဘာဖြစ်လို့လဲဆိုတော့အခုအစားအစာဖွင့်တာအနည်း20ကျော်လောက်ဖြစ်ပြီဆိုတော့စာဖတ်တာဘယ်လောက်အကျိုးရှိတယ်ဆိုတော့ကိုမဖတ်ရင်တော့မှဟောနော်လာနောက်သားတွေပေါ့နော်ကလေးတွေပြဆကိုနဲ့ရင်းနေတာဖြစ်ဖြစ်ပဝန်းချမ်းမှာဖြစ်ဖြစ် ဖက်ဆံမရှင်လည်းဖက်ချင်လို့ရှင်ဖတ်ဟိုစာအုပ်တော့မပြောရှင်နဲ့ပေါ့မဟုတ်လို့ရှင်ဒီစာမဖတ်လို့ရှင်လို့ကဘယ်လို့မှလို့ရမဝင်ဘူးကျွန်တော်နာမည်နဲ့တော့ Ocam လို့ခေါ်တယ်။ Cam ဆပ်ပြီပေါ့။အင်းဆောက်ဆိုင်ဆပ်ဖွင့်တာက1999ခုနှစ်ပေါ့။အဲ့ဒီကတည်းကဆပ်ဖွင့်တာ။ဆိုတော့အခုတည်းတည်းပေါ့နော်။ဆက်ဆပ်ဖွင့်တော့ဆောက်ပတ်တယ်လို့များတယ်။ ။ညတော့တနေ့တနေ့ကိုအုတ်300ရာနေ400ခြေလောက်ပုံမှန်နားကြတယ်။လို300ရောက်400ရောက်လောက်ကလောပါတယ်ပေါ့နော်မနိုင်ဘူးပေါ့။အခုဖုန်းပေါ်တဲ့နောက်ပိုက်ကြတော့ကလေးတွေတိတ်မလာတော့လေ။အရင်လိုတော့မများတော့ဘူးပေါ့။ဒါမဲ့ကွာလဲစာုပ်ချစ်တယ်လို့ဆိုတော့စာုပ်လည်းနမြောက်တယ်။စိုင်မဖြစ်ချင်ဘူး။အာမေတူဟာနဲ့တူတော့အဆင်ပြေတယ်အဆင်ပြေတယ်ဆိုတာ၁၀ရောက်လာလဲတူအကြောင်းနဲ့တူ တစ်မျိုးကောင်းတယ်အယောက်20လာလဲအဲ့လိုပဲစိတ်နဲ့မကြောက်ဘူးပေါ့ဆိုတော့အခုတစ်တိစိုက်ပွင့်နိုင်တဲ့တဘောပေါ့အဲ့လိုမျိုးပဲအခုလက်ရှိမှာတော့အစားအဝါဝယ်ပြတာစားအုပ်တွေပဲလောလောဆယ်နားရမြားတဲ့ဒါပေမဲ့တိထွက်လို့ရှင်လဲကိုလူချင်းတဲ့စားအုပ်ဆိုရင်တော့ရအောင်ဝယ်တယ်ဝယ်တော့စားအုပ်ကြီးနဲ့တက်တော့တိတ်မကြိုက်ဘူးပေါ့အရင်တော့ကလည်းဆက်ဆက်ဝယ်တဲ့စားအုပ်နဲ့ဝယ်ပြတာတော့မရှိတော့လို့နောက်တော့ထောက်ဝယ်မယ်ဆို ဈေးအတုံးစားလောက်ဖြစ်နေတယ်အဲဆိုတော့နည်းနည်းပြီးနည်းနည်းချိန်ပြီးတော့ဝယ်ရတာပေါ့တကယ်ဈေးကျလဲတကယ်လိုချင်တဲ့လိုရှိတဲ့ဟာမျိုးကြတော့မရမကတော့ဝယ်ဖြစ်တယ်ဒီရန်လောက်တော့မဝယ်ဖြစ်တော့ဘူးပေါ့။စာအုပ်ငါတဲ့ပုံစံတော့ဝယ်ထားတဲ့စာအုပ်တံမွေးရဲ့10%ပေါ့။တရက်ဖက်ခါဆိုပြီးတော့သတ်မှတ်ထားတယ်။1000တန်တဲ့ဆိုရင်1000တန်တဲ့စာအုပ်ဆိုရင်100ပေါ့။9000တန်တဲ့စာအုပ်ဆို900အဲ့လိုမျိုးလို့တော့နောက်ပိုင်းက နည်းနည်းပါးပါးဝယ်တဲ့ခါကျတော့စားဝါရှိချေတော့5%နဲ့ပဲတွက်လိုက်တော့အဲ့လိုပဲမှာတော့လိုမများတဲ့ခါကျတော့လေတကယ်တကယ်ဖတ်ချင်တဲ့လိုကျတော့စားအုပ်အထူရေးတွေဆို၃လေးရလောက်ကျတာ10%နဲ့ဆိုနည်းနည်းများသွားတော့လေ5%နဲ့အဲ့လိုပဲငါကျတယ်ပြီးတော့စားအုပ်ဆောင်ငါတော့မယ်ဆိုရင်တို့တို့ငါတဲ့စားအုပ်ရဲ့တန်ဖိုးပေါ့9000တန်တဲ့စားအုပ်ဆို9000စက္ကန့်ငွေပေးခရရတယ်1000တန်တဲ့စားအုပ်ဆို1000ပေးခိုင်းတယ်အခုလောလောဆယ်က ။ပေါငဲခင်နောက်ဆုံးထွက်ဆောင်ဆို၄000ကျွဲတော်ဖြစ်နေ။ဟဲ့လားမျိုးကြတော့နည်းနည်းခက်တယ်။1000လောက်ယူဖို့ကြတော့လည်းကာဆမ်မာရနည်းနည်းခက်တယ်။ဆိုတော့ခင်ခင်တို့မအင်ကန်တို့ပါတော့ဆို1000ခွဲနဲ့ဝယ်တော့လည်း1000ခွဲလောက်ယူတယ်ပေါ့။အဲ့လိုမျိုးငါဖြစ်လာ။မဟုတ်လို့ရှင်လည်းလူတွေမငန်းနိုင်ကြဘူး။အဲ့လိုဖြစ်နေ။တိတော့ကတခုခုစောက်တခုခုလာမေးတယ်။လာမေးတော့ခုရှင်မရှိဘူးတယ်ဆိုတော့ကိုတည်တယ်။ဒါမဲ့တခါတခါကျတော့မရှိတော့ဘူး။ ပြောက်တာလည်းပြောက်တယ်။ပြန်ပြေးတော့မပြေးတဲ့ဟာတွေလည်းရှိတယ်ဆိုတော့အဲမြောက်ကြတော့အဲသူစိုက်တဲ့စာအုပ်နဲ့နည်းနည်းပတ်သက်တဲ့ဟာမျိုးပေါ့နော်။အကောင်လိုက်ပြတော့ယူကြတယ်။အဲ့ဒါတော့နည်းနည်းရည်ကြည့်တယ်။ဒီလိုဆိုင်ရှင်နေနေနဲ့လေတတို့တဘောပေါအောင်ပြောပြတတ်ပွင့်နဲ့တတို့လိုချင်တဲ့စာအုပ်ကိုဟိုရှာပြေးဖို့ပေါ့နော်။ပြပြေးဖို့။အဲ့လိုပြပြေးလို့ရှင်ဘယ်လိုဖြစ်ဖြစ်ယူတယ်။ပြန်မလဲဘူး။စာအုပ်ဆိုင်နဲ့တွဲပြီးတော့လောက်တာက ဟိုချင်းတော့ဆန်စားတဲ့စပူတီခေါ်ပြီးတော့ပြောင်းဖို့နဲ့အမေတားနဲ့ရောချက်ပြီးတော့ပြုတ်တာလေအဲ့ဒါကိုတပွဲကိုလေးထောင်အဲ့လိုမျိုးရောင်းတယ်ပြီးတော့အမေချောက်ချောင်းကိုတတ်တတ်ချောင်းခိုင်းပြီးတော့တပွဲကိုချောက်ထောင်အဲ့လိုမျိုးပြီးတော့ချက်သားဆန်ပြုတ်ရောင်းတယ်ပြီးတော့အမေဆွပြုတ်ပေါ့အဲ့ဒီတောင်မြောင်းနဲ့တွဲရောင်းတယ်စားရင်တော့စာဖတ်တာအတိတ်မရှိဘူးစားတယ်လို့က တက်တက်စားကြံလောက်လာတာပုံများတယ်တချို့ကြတော့လည်းမစားဖို့တဲ့လူကစားဖို့ဖျံနေတာစားတဲ့လူလည်းရှိဆက်ဆံရတော့လို့တာတရားလာလို့ရှိရင်မလိုချင်ပဲအဲ့လိုစားအောင်မြောက်ချိုက်လဲမဲစားရေးဆံမြောက်ချိုက်လဲသူတို့ချိုက်တဲ့ဟာတွေကိုသူ့နေရာနဲ့သူခွဲထားတာလေသူတို့စားရေးဆံတာမင်းတခုပြောတာနဲ့ဘယ်နာမှာစားအောင်ရှိတယ်ဆိုတာပြတ်လို့ရဆိုတော့မငားကျင်တဲ့လူတွေတော့ငားဖြစ်အောင်တော့ပြောတာငားကြတာလေ ပြောပြရတယ်လက်တွေစာဝတ်ဒီလိုဒီလိုရေးထားတယ်ဒါတော့တော်တမျိုးတော့အချိုးရှိတယ်ပေါ့နော်ဖတ်ပြအောင်ဖတ်အဲ့လိုမျိုးပြောလို့ရှိရင်ယူသွားတယ်အခုလည်းလုံနေတယ်ဒါပြောတာလာငားတဲ့လူကတော့ပေါ်ပေါ့လုံငယ်လေးတွေပဲများပါတယ်အချိုးကြောင်းတက်တဲ့ကလေးတွေပေါ့နော်အရင်တော့ကဒီရက်ကွက်ကရှေးကြောင်းတော့ရှေးကြောင်းတက်ကတော့တက်တဲ့လူလည်းအင်းငားတဲ့လာနေတဲ့လူများတယ်ညနေစောင်းလာပြီဆိုတော့၄၅၆ရက်အဖွဲလိုက်ဖွဲလိုက် ဒီကျောင်းသားတွေပဲ900အုပ်တရာလောက်ပုံမှာရှိတယ်။အခုတော့သူတို့လူမျိုးပဲကျောင်းတက်တဲ့ဟိုနေရလာတဲ့ကျောင်းသားတွေပဲလာငါဖတ်တာရှိတယ်။ကိုမရှိတော့တဲ့ခါကျတော့ကိုသားသမီးတွေနောက်လာတဲ့လူတွေကခုလိုပဲခံယူတတ်ပြီးတော့လေနောက်ဆက်တွဲပေါ့လက်ဆက်ကမ်းပြီးတော့လေအဲ့လိုထိန်းသိမ်းမှုအဲ့ဒါတော့စိတ်ထဲမှာဆုံးဖြတ်ထားတယ်။ဘာဖြစ်လဲဆိုပြန်ထုတ်မရအောင်ပေါ့။ ဘဝတို့ရိုးရိုးအစားပေါ့တချို့ကအရင်တော့ကဆို9000နဲ့ရောင်းတဲ့တော့ဘောအကုန်လုံးကအနည်းဆုံး5000ဖြစ်နေပြီအရင်တော့ကကျွန်တော်ဆက်ဆက်ဝယ်တော့9000 6000တန်တဲ့ဘဝတို့ဘဝတို့ကောင်းတွေပေါ့ဆောက်ကောင်းတွေပေါ့အခွင့်အတောင်းခွဲနဲ့တောင်းတုံးတုံးအဲ့လိုမျိုးဖြစ်တော့လေဒီရင်ထရင်နဲ့စိတ်တက်တက်တွားတဲ့သဘောပေါ့အခုဒီဆောက်ဟောင်းတွေပြန်ရောင်းပြီးတော့ဒီလောက်ဆောက်ပြန်ဝယ်မယ်ဆိုတင်းထောင်ချီမကဘူးကုန်ဆိုတော့တာမိုးရှင်မှန်တည်တွားတာပေါ့နော် ဒီတော့ကိုလည်းဖတ်ဖြစ်တဲ့ခါဖတ်ဖြစ်တယ်ဟိုအဲ့လိုလုပ်ရင်းနဲ့လည်းမဲစာအုပ်ထဲမှာဒီလိုအကြောင်းအရာတွေပါတယ်ခလေးတွေအတွက်ပြဖတ်တဲ့လေလူကြီးတွေဖတ်တဲ့လေဆိုတာမဟုတ်တော့တဲ့အများရတာပေါ့အချို့များရှိတယ်ပေါ့နော်ဆိုတော့စာအုပ်ဆိုင်ရတော့အတတ်နိုင်ဆုံးတော့လက်မလွတ်ချင်ဘူး